အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဇလန်းလေးစတင်တဲ့အချိန်လေးကတော့1930ခုနှစ်မှာပဲဖြစ်ပါတယ်ဒီမြေခွေးမှာတော့နာမည်ကြီးစုံထောက်နှက်ခမ်းမွေးကိုတွေ့နေရတာပါသူကရွှေရွှေထွေထွေအမှုတွေကိုဖြည့်ရှင်းရတာကြိုက်တဲ့သူလည်းဖြစ်ပါတယ်ခုချိန်မှာတော့ခေါင်းချောင်းလုံးလို့ခေါင်းစိတဲ့အနေနဲ့ခီးထွက်ဖို့ပြင်ဆင်နေရပါ လမ်းမှာတော့မဲတင်းဆိုတဲ့အမျိုးသမီးနဲ့တွေ့ခဲ့ပြီးသူမကနှက်ခမ်းမွေးရဲ့အစွမ်းကိုလေးစားနေသူဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ခဏကြာမှမဲတင်းကဒေါက်တာမဲလုံးဆိုတဲ့ဆရာဝန်နဲ့စကားပြောနေရကိုနှက်ခမ်းမွေးကလမ်းတွေ့ခဲ့ပါတယ်။ဒီလိုနဲ့ဘူတာရှိရဲ့မြို့ကိုတင်မော့ဆိုင်ခဲ့ပါပြီ။နှက်ခမ်းမွေးကသူ့ရဲ့တငယ်ချင်းဟောင်းတွေကိုလိုက်နှုတ်ဆက်နေခဲ့ပါတယ်။သူတို့ကစဖုံမိုးအပိုင်းစီပွားရေးသမားကိုဝင်းတို့ပဲဖြစ်ပါတယ်။ကိုဝင်းနဲ့အတူတူအရက်တောက်နေအောင်တန်မိုးတယောက်ကအနားရှောက်လာခဲ့ပါတယ်။ အမှုတစ်ခုကိုဖြည့်ရှင်ဖို့နှကမ်းမွေးကိုဌာနနဲ့ဆက်သွယ်ဖို့ပြောနေခဲ့တာပါနှကမ်းမွေးကကိုမင်းကိုခီးအတူတူသွားမယ်ယထာပေါ်မှာထပ်ဆောင်ကြဖို့ပြောခဲ့ပြီးယထာကြီးကိုသွားနေပါယခနာကြမှာသူတို့ယထာနဲ့လိုက်မယ်တခြားခီးတွေတွေလည်းရောက်လာပါယသူတို့ကတော်ဝင်မင်းသမီးတူစီပါရီသမားကိုချွန်နဲ့တပင်းနှစ်ယောက်အကသမားစုံတွဲဖိုးစွမ်းနဲ့မိချဲတို့ပဲဖြစ်ပါယယထာစားတွေ့တဲ့အချိန်မှာတော့ကိုချွန်ကချင်းချောက်စာတစ်စောင်ရှာခဲ့ပါယသူ့ဝင်တောင်မေးကြည့်တော့လေဘသူပုံမှန်မသိလိုက်ပါဘူး အဲ့ဒါကြောင့်ရုပ်ရှင်မင်းသမီးပပကိုသွားမိကြည့်ရောလဲအဖက်မတန်တလို့ဆက်ဆံခံခဲ့ရပါတယ်။ဒါအောင်ကြားနေရတဲ့နှကမ်းမွေးကမင်းသမီးပပကိုသွားဆက်ဆူပါတယ်။ပပကတော့ဘာမှအရေးမကြီးပါဘူးဆိုပြီးပြန်ဖြေခဲ့ပါတယ်။နောက်နေ့မှာတော့နှကမ်းမွေးကကိုဝင်းနဲ့နေလဲစာစားနေရင်စကားပြောနေခဲ့ပါတယ်။အဲ့ဒီချိန်မှာကိုကျုံကလည်းနေလဲစာစားနေခဲ့တာပါ။တခြားသူတွေထပြန်သွားချိန်မှာနှကမ်းမွေးရဲ့စပွဲမှာဝင်ထိုင်လိုက်ပါ යි ကိုကျုံကသူဟာရှီဟောင်းပစ္စည်းရောင်းချရတဲ့သူဖြစ်ကြောင်းပြောပြပါ යි သူ့မှာကရန်သူတွေဝိုင်းနေပြီးအသက်အနည်းချိန်ချမှုတွေရှိနေကြောင်းလဲဆက်ပြောပါ යි အဲဒါကြောင့်စုံထောက်ဖြစ်တဲ့နှကမ်းမွေကိုသူ့ရဲ့လုံခြုံရေးအတွက်စောင့်ကြည့်ပေးဖို့ငွေပေးပြီးကန့်လန့်ခဲ့ပါ යි ဒါပေမဲ့နှကမ်းမွေကနင်းဆိုလိုက်တဲ့အခါကိုကျွန်ကတနက်ပြပြီးချိန်ချောက်ပါ යි ဒါပေမဲ့နှကမ်းမွေမကြောက်တဲ့အတွက်ကိုကျွန်လဲချောချသွားပါ යි အဲဒီညမှာတော့နှကမ်းမွေကကိုကျွန်ရဲ့အခန်းထဲကိုဝင်းစစ်စီးနေခဲ့ပါ යි ဒီချိန်မှာအနီယာဝိယုံချုပ်ထားတဲ့မင်းလေးတယောက်အပြင်ဘက်ကခက်မြန်မြန်ပြေးသွားတာကိုသတိထားမိသွားပါ යි နှကမ်းမွေးလဲအပြင်ထွက်ပြီးလမ်းကြည့်နေုံမှာသူတို့ယထာကနှီးမုံနိုင်ကြောင့်လမ်းချော်သွားခဲ့ပါ යි အဲဒါကြောင့်သူတို့ပစ္စည်းတွေလည်းအောက်ကိုကျကုန်ပြီးလိုက်သိမ်းနေခဲ့ရပါ යි ယထာကလည်းရက်သွားတာကြောင့်ခီးသည်တွေကစိုးရိမ်နေပါ යි ဒါပေမဲ့သူတို့အချိန်မီမရောက်ခင်ရင်ကယ်ဆယ်ရေးအဖွဲ့ကလိုက်လာမယ်ဆိုတာကိုသိလိုက်ရလို့စိတ်အေးသွားကြပါပြီဒီချိန်မှာကိုကျုံရဲ့ဝန်ထမ်းကအစားစာတွေပြင်ဆင်ပြီးကိုကျုံကိုသွားပို့နေပါ යි အထဲကတုတ်ပြန်တမ်းမကြားရတာကြောင့်နှကမ်းမွေးတို့လည်းတကားဖြတ်ပြီးဝင်းကြီးရဲ့အခါတိတ်ဆုံးနေတဲ့ကိုကျုံကိုတွေ့ရပါတယ်။အဲဒါကြောင့်ဒေါက်တာမဲလုံကိုစစ်ဆေးကြည့်စီတဲ့အခါဓာတ်ထုခံရလို့တိတ်ဆုံးသွားပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။ကိုကျုံရဲ့တိတ်ဆုံးမှုကညလည်းနှစ်နာရီဝန်းကျင်ဖြစ်ကြောင်းဒေါက်တာမဲလုံကအတည်ပြုပေးခဲ့ပါတယ်။ရထားလုံးကြုံရင်တူကသူ့ဂျူတီချင်းဖြစ်သောပြောရင်ဘသူကမှမတွေ့ခဲ့ရကြောင်းပြောပြခဲ့ပါသည် ကွန်ဝင်းကဒီအမှုကိုစစ်ဆေးပေးဖို့နှကမ်းမွေကိုတောင်းဆိုခဲ့ပေမယ့်နှကမ်းမွေကသူ့ရဲ့အပန်းဖြေခြင်းဖြစ်နေရကြောင်းလက်မခံချင်ခဲ့ပါဘူး။ဒါပေမဲ့ယထာပေါ်မှာလည်းစုံထောက်ကနှကမ်းမွေပဲရှိနေခဲ့တာကြောင့်အမှုကိုလက်ခံခဲ့ပါသေး။ယထာပေါ်ကလူသတ်မှုအကြောင်းကို ခီးတဲ့ရေစီအကြောင်းကြားခိုင်းလိုက်ပါသေး။စုံစမ်းမှုကိုတော့ကိုကျွန်ရဲ့ဝန်ထမ်းဖြစ်သူနဲ့ပဲစတင်ခဲ့ပြီးသူတို့ကြားဆက်ဆံရေးကိုမေးခဲ့လိုက်ပါသေး။ဝင်းနဲ့ကသူနဲ့ကိုကျွန်တို့အလုပ်တွဲလုပ်နေခဲ့တာကြားပြီးဖြစ်ပြီး ကိုကျုံရဲ့စီးပွားရေးလုပ်ငန်းတွေအတွက်အတွင်ရေးမှုလည်းဖြစ်ပါတယ်။ကိုကျုံကမောက်မာရီသူဖြစ်လို့သူ့ကိုတပ်ဖို့ချင်းချောက်စာရီမကြာခဏရနေခဲ့တာပါ။မိကိုမေးပြီးနောက်ကိုကျုံရဲ့အလောင်းကိုစစ်ကြည့်ရောစစ်စေးခံနာရရင်လက္ခဏာတွေ့ခဲ့ရပါတယ်။အဲဒါကြောင့်တနက်ဆောင်ထားပြီးမှမခုခံနိုင်ခဲ့တာဖြစ်ပါတယ်။ရထားကဲစေးအဖွဲတွေရောက်လာပြီးနှင်းတွင်ရှိနေုံမှာနှက်ခမ်းမွေကစုံစမ်းမှုတွေဆက်လုပ်နေပါတယ်။အခန်းထဲမှာတွေ့ရတဲ့လွန်စားတွေကမပြည့်စုံသေးပေမဲ့ကိုကျွရဲ့နာမည်အရင်ကိုတီးခဲ့ပါတယ်။ ။အဲဒါကြောင့်အရင်ဖြစ်ခဲ့တဲ့လူသတ်မှုတစ်ခုနဲ့ကိုဂျုံရဲ့တည်ဆောင်မှုဟာဆက်ဆက်နေကြကောက်ချက်ချနိုင်ခဲ့ပါ යි ။အဲဒီအမှုကတော့အရာရှိတဦးရဲ့သမီးဖြစ်သူပြန်ပြီးဆွဲခံရပြီးအသက်ခံခဲ့ရတာပဲဖြစ်ပါ යි ။သမီးအသက်ခံရလို့မိခင်ဖြစ်သူလည်းနှလုံးရောဂါကြောင့်သိဆုံးသွားခဲ့ရပါဗခင်ဖြစ်သူကနှကမ်းမွေးစီကိုစာရေးပြီးစုံစမ်းပေးဖို့အကူအညီတောင်းခံခဲ့ပါဒါပေမဲ့မကြခင်မှာပဲတနက်ပြစ်ခံရပြီးသိဆုံးသွားခဲ့လို့ဒီအမှုကိုဆက်လိုက်ဖို့ခက်ခဲနေခဲ့ရတာပါ ကိုကျုံရဲ့အခန်းမှာတွေ့ရတဲ့တဲလွန်စားကမပြည့်စုံသေးလို့စုံစမ်းမှုတွေထပ်လုပ်ဖို့လိုအပ်နေသေးရလဲဖြစ်ပါပြီ။ပပကိုအရာရှိပိသားစုတည်ဆောင်းတဲ့အမှုကိုတည်လာလို့မိခဲ့ပါပြီ။ပပကဒီအမှုကနမဲကြီးရာကြောင့်တည်ရဲလို့ပြန်ဖြေခဲ့ပါပြီ။အဲဒီနောက်သူကောက်ရထားတဲ့ကျဲသီးတလုံးကိုနှကမ်းမွေးစီကိုပေးခဲ့ပါပြီ။နှကမ်းမွေးလဲကျဲသီးကိုကြည့်လိုက်တဲ့အခါယထာလုံးကြောင့်ရွေးဝိဆောင်ကဆိုရာကိုတည်သွားခဲ့ပါပြီ။အိမ်နောက်ယထာပုံမှာရှိတဲ့ခီးတယ်တွေကိုဆက်ပြီးစုံစမ်းခဲ့ပေမဲ့ထူးထူးခြားခြားမသိခဲ့ရပါဘူး။ နှကမ်းမွေးကမယ်တင်နဲ့တွေ့ပြီးကိုဂျိုနဲ့တီလာလို့မေးတဲ့အခါမတိဘူးဆိုပြီးပြန်ဖြေခဲ့ပါ යි ဒေါက်တာမဲလုံးနဲ့ရောတီလာဆိုပြီးမေးလိုက်တဲ့အခါမယ်တင်ကဘာမှပြန်မဖြေခဲ့ပါဘူးတော်ဝင်မင်းသမီးစီကိုသွားပြီးမေးခဲ့တဲ့အခါမှာတော့အရာရှိမိသားစုတိတ်ဆုံးတဲ့အကြောင်းကိုတိကျပြန်ဖြေခဲ့ပါ යි ဆက်ပြီးတော့လည်းအရာရှိအမေနဲ့တငယ်ချင်းတွေဖြစ်ကြောင်းထပ်ပြောခဲ့ပါ යි မင်းသမီးရဲ့အစီအကံကိုမေးကြည့်တဲ့အခါမနီယာကလက်မှန်ရှောင်းသူတစ်ယောက်ကိုတွေ့ခဲ့ပြီးဘသူလဲဆိုတာသေချာမမြင်လိုက်ရဘူးလို့ပြန်ဖြေခဲ့ပါ යි အင်းနောက်မှာနှကမ်းမွေးကအစီကံနဲ့ကိုဝင်းတို့ကိုခေါ်သွားပြီးရထားလုံးကြောင့်ရရဲ့ဝစ်စုံကိုလိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့ဝစ်စုံကနှကမ်းမွေးရဲ့အိတ်ထဲရောက်နေရကိုတူတူဆက်ဆက်တွေ့ခဲ့ရပါတယ်။ကိုဝင်းနဲ့အမှုအကြောင်းဆွေးနွေးခဲ့ပြီးနောက်မှာတော့ကိုဂျုံရဲ့အချက်လက်တချို့ကွဲလဲနေကြောင်းတွေ့လိုက်ရပါတယ်။ဒီချိန်မှာလူတဦးကရထားပေါ်ကဆင်းပြီးစာရွက်တွေကိုမိရှုနေရကိုတွေ့ခဲ့ရပါတယ်။နှကမ်းမွေးကအမြန်လိုက်ဖမ်းတဲ့အခါမှာကိုဂျုံရဲ့ဝင်နေဖြစ်နေရကို သိလိုက်ပါရယ်။ นักการเมืองวินาศโกลุตามุเนสสวยไลไป ဝန်ထမ်းကလည်းကိုကျွန်းစီကပတ်စံတွေခိုးပြီးလူမိသွားတော့တပ်ပြစ်ခဲ့ကအချက်အလက်တွေဖျက်ဆီးနေရဲဆိုပြီးဆွဆွဲတရားပါဝန်ထမ်းကပတ်စံခိုးရာကိုဝန်ခံပေမဲ့ကိုကျွန်းကိုတတ်ခဲ့တာမဟုတ်ဘူးလို့ညင်းနေပါ යි ဒေါက်တာမဲလုံးကလည်းဝန်ထမ်းဟာညနေ၂နာရီလောက်ကသူနဲ့အတူတူရှိနေကြဝင်ပြောခဲ့ပါ යි နှကမ်းမိကမဲလုံးကိုမေဒီနဲ့တီလာဆိုပြီးမင်းရဲ့အချိန်မှာရထားဆောင်နေတော့ကတွေ့ဖို့ကြောင်းပြောပြခဲ့ပါ යි နှကမ်းမိကကိုကျွန်းရဲ့ဝန်ထမ်းကြီးကိုပြန်သွားပြီးမေးခွန်းမိခဲ့ပါ යි ဝန်ထမ်းရဲ့ဖခင်ဖြစ်သူက အရာရှိရဲ့အဖို့မှာတရားသူကြီးလုပ်ခဲ့တာကိုနှကမ်းမွေကသိနေခဲ့တာပါ အရာရှိအိမ်ကအိမ်ပေါ်လေးကိုလူတက်မှုနဲ့အမိတ်ချကလက်စားခဲ့ကြောင်းနှကမ်းမွေကပြောခဲ့ပါတယ်။တကယ်တော့ကိုကျွန်းကတရားသူကြီးရဲ့လျှို့ဝှက်ချက်တစ်ခုနဲ့အကြက်ကင်ပြီးအိမ်ပေါ်မလေးကိုအပြစ်ပုံချခဲ့တာပါ။နှကမ်းမွေကအဖေဖြစ်သူအတွက်ကိုကျွန်းကိုတတ်လိုက်တာမဟုတ်လားလို့ဆွဆဲခဲ့ပေမဲ့ဝီနန်းကငင်းခဲ့ပြန်ပါတယ်။ ဒီလိုမင်းနီရောအချိန်မှာပဲအော်တန်တစ်ခုကြာရလို့သွားကြည့်လိုက်တဲ့အခါပပရဲ့နောက်ကျောကိုတရားရောက်ကဓာတ်နေထိုးသွားတာကိုတွေ့ခဲ့ရပါပြီ။ဒေါက်တာမင်းလုံးကပပကိုစိတ်ကူးသပေးခဲ့ပါပြီ။နှကံမွေးကဓာတ်ကိုအစစ်ကြီးကြည့်တဲ့အခါမှာတော့ဘာလက်ပွေရာကိုမှမတွေ့ခဲ့ရပါဘူး။နကံမွေးကယထာပေါ်ကလူတွေအတော်များများစစ်ဆေးပြီးခဲ့ပေမဲ့အခသမားဆောင်တွေကိုတော့မစစ်ဆေးရသေးပါဘူး။သွားပြီးစစ်ဆေးကြည့်ရတဲ့အခါအမျိုးသမီးရဲ့နာမည်ကပြောင်းထားခဲ့တာကိုသိခဲ့ရပါပြီ မူလနမိတ်ကကိုကျွန်းရဲ့အခန်းထဲမှာတွေ့ခဲ့ရတဲ့တဲလွန်စာတချို့နဲ့ဆက်ဆက်နေရဆိုတာကိုသတိထားမိသွားပါတယ်။ဒီမျိုးသမီးကတည်ဆုံသွားအရာရှိရဲ့ဇနီးရဲ့ညီမလေးဖြစ်နေရပါ။ဒါအပြင်စိတ်ဖိစီးမှုတွေကိုဖြေပြဖို့စီသုံးဆွဲနေရတယ်ဆိုတာကိုလည်းသိခဲ့ရပါတယ်။သူ့ရဲ့ခင်မွန်းကတော့နှကမ်းမွေကိုစိတ်ဆိုးနေပြီးအခန်းထဲကနေတွန်းထုတ်ခဲ့ပါတယ်။ရထားဝင်တန်းကနှကမ်းမွေကိုလာကူညီခဲ့ပြီးနှကမ်းမွေကတော့တဲလိုစားတွေကိုဆက်ဆက်စဉ်းစားကြည့်နေခဲ့ပါတယ်။ ဒါပေမဲ့အခုထိတသေးကကွယ်မသိရသေးတဲ့အတွက် နောက်နေ့မှာတော့မေဒင်နဲ့ထပ်တွေ့ခဲ့ပါတယ်။သူတွေ့ထားတဲ့အချက်အရာမေဒင်ကအသက်ခံရတဲ့မိန်းကလေးရဲ့ဆရာမဖြစ်နေခဲ့တာပါ။အဲဒါကြောင့်မေဒင်ကိုလည်းကိုကျွန်းကိုတက်ခဲ့တယ်ဆိုပြီးဆွဆဲခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဒေါက်တာမဲလုံးလျှောက်လာပြီးတနက်နေ့ပြစ်ခဲလိုက်လို့နှက်ခမ်းမွေးရဲ့ပခုံးမှာကြည်စံထိမှန်သွားခဲ့ပါတယ်။ဒေါက်တာမဲလုံးကအရာရှိနဲ့တငယ်ချင်းတွေဖြစ်ပြီးသူ့ဆရာဝန်ဖြစ်ဖို့ထောက်ပံ့ခဲ့တဲ့သူဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ အဲ့ဒါကြောင့်ကိုကျင်ကိုလက်စားချီရဲ့အနေနဲ့တက်ခေတာဖြစ်ကြောင်းထပ်ပြောနေပါ යි အဲဒီနောက်မေတင်ကိုပါတွေ့လိုက်ရတဲ့အတွက်သူတို့နှစ်ယောက်ပူပေါင်းပြီးကြံစီခဲ့တာဖြစ်ကြောင်းသိလိုက်ရပါ යි ဒီလိုပြောနေရင်ဒေါက်တာမဲလုံးကနှကမ်းမွေကိုတမလို့လုံနေစမှာပဲကိုဝီးငါရောက်လာပြီးဒေါက်တာမဲလုံးကိုတိုက်ခိုက်ခဲ့ပါ යි နှကမ်းမွေကဒေါက်တာမဲလုံးရဲ့တနက်ကိုယူခဲ့လိုက်ပါ යි အဲဒီနောက်နှကမ်းမွေကခီးတဲ့အားလုံးကိုမှိုင်ကောင်းနဲ့မှဆူစီလိုက်ပါ යි ဒေါက်တာမဲလုံးကကိုကျင်ကိုတက်လိုက်တဲ့သူမဟုတ်ဘူးလို့နှကမ်းမွေကပြောခဲ့ပါ යි အခန်းထဲမှာတွေ့ခဲ့ရတဲ့လက်ကင်ပွားကတဲလွန်စားကအကသမအမျိုးသမီးကိုရည်ညွှန်းတာမဟုတ်ဘဲတော်ဝင်မိသမီးရဲ့နာမည်ကိုရည်ညွှန်းတာဖြစ်ကြောင်းထုတ်ပေါ်ခဲ့ပါတယ်။နှကမ်းမွေးကသူတွေးရှိထားတာတွေကိုတန်းစီပြီးထုတ်ပေါ်ပြောခဲ့ပါတယ်။အဲဒါကတော်ဝင်မိသမီးရဲ့လက်ထောက်ကလည်းအရာရှိအိမ်မှာစပိုမူးလုပ်ခဲ့တဲ့သူဖြစ်ပြီးနောက်တစ်ယောက်ကတော့အရာရှိအိမ်မှာကလေးထိန်လုပ်ခဲ့သူပဲဖြစ်ပါတယ်။ကိုဂျုံရဲ့ဝင်းနဲ့နောက်တူဦးကလည်းအရာရှိရဲ့အလုပ်သမားဟောင်းပဲဖြစ်ပါတယ်။ ယထာအင်ဂျင်နီယာကတော့အရာရှိရဲ့အမှုမှာအပြစ်ပုံချပြီးဆွဆွဲခံလိုက်ရတဲ့အိမ်ဖော်ရဲ့ချစ်သူဖြစ်ပိုင်ယထာဆောက်မိုက်ကယ်ကတော့အိမ်ဖော်ရဲ့မောင်ဖြစ်ပြီးပပကတော့မင်းသမီးဟန်ဆောင်ထားတဲ့အရာရှိရဲ့အမေပဲဖြစ်ပိုင်တကယ်တော့ဒီယထာပုံမှာပါလာသူတွေအလုံးကအရာရှိနဲ့တနည်းတဖုံပတ်သက်နေသူတွေကြီးပဲဖြစ်နေပိုင် အဲ့ဒါကြောင့်ကိုကျင်ကိုတက်တဲ့အမှုမှာအားလုံးကအလိုတူအလိုပါဖြစ်နေကြတာပါပပကဒီလူတက်မှုကသူစီတင်ခဲ့တာဖြစ်ပြီးကျန်တဲ့သူတွေကဝိုင်းကူခဲ့တာပဲဖြစ်ကြောင်းပြောပြခဲ့ပါတယ်အဲ့ဒါကြောင့်သူမကိုသာလူသက်သမားအဖြစ်ဖမ်းဖို့နဲ့ကျန်တဲ့သူတွေကိုလွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်သူတို့တွေကလူကောင်းတွေဖြစ်ပြီးဒုတိယအခွင့်အရေးနဲ့ထိုက်တန်ကြောင်းလေးထပ်ပြောခဲ့ပါတယ်ဒီချိန်မှာတော့နှကမ်းမွေးကသူရဲ့တွေးရှိမှုအတိုင်းပဲတင်ပြပေးရမလားပပပြောတဲ့အတိုင်းပဲကုညီပေးရမလားဝေခွဲမရဖြစ်နေခဲ့ပါတယ် ဲ့ဒါကြောင့်နှကမ်းမွေးကတနက်ကိုချလိုက်ပြီးသူ့ကိုပဲပြစ်တက်လိုက်ဖို့ပြောခဲ့ပါဗပါကတနက်ကိုကောက်ကင်ပြီးသူမကိုသူမပြစ်တက်လိုက်ပေမဲ့တနက်ကအကြီးစံထုတ်ထားတာလည်းဖြစ်ပါတယ်ဒီလိုနဲ့ဘုရားကိုရောက်တဲ့အခါနှကမ်းမွေးကကြတားဖို့ကလူတန်းမှုမှာကျွလုံသူကကိုကိုကိုတက်သေးသွားကြောင်းရဲကိုတရေပို့ခဲ့ပြီးသူတို့အားလုံးကိုလွှတ်ပေးခဲ့ပါတယ်နှကမ်းမွေးယထာဖို့ကနေစင်းသွားတဲ့အချိန်မှာရဲတို့ဦးကစောင့်နေခဲ့ပါတယ် ရှုပ်ထွေးရဲ့နောက်ထပ်လိုတမ်းမှုဖြေရှင်းဖို့နှကမ်းမွေကလိုက်သွားခဲ့တဲ့မြင်ကွင်းလေးနဲ့ဇလန်လေးနဲ့အဆောင်တက်သွားပါအောင်နဲ့အဆောင်တိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။